အဲ့လိုမျိုးကန့်လှန့်ရတော့ပို့ပြောတာပေါ့နော်ဒါကဘူးကဘာရလို့မဟုတ်ဘူးကွာဘွားမအောင်မြင်တာရေမအောင်မြင်တာရေထက်အခုကဒီတချင်းနေပဲလှုပ်ရှင်တာအဲ့လိုဒီတချင်းနေနဲ့နေရတာတချင်းတချင်းအဲ့လိုအချိန်ပြတချင်းဖန်နေနေရတာကိုကြိုက်တယ်လို့ပေါ့နော်အဲ့လိုမျိုးဆိုအမှတ်တရတစ်ခုအနေနဲ့တော့လှုပ်ရှင်တာ ခုထက်လှမ်းတာပေါ့နော်တချင်းဆိုတာတက်တက်ဒီကြီးကတက်တက်အဲ့လိုမျိုးပါအဲ့လိုမျိုးရဲ့လို့ပေါ့မိဖွက်ဒီ music နဲ့ပတ်သက်ရင်ဝါသနာပါတာအာဝါသနာပါတယ်ပြီးရင်အခုကဒီအကွန်ပျူတာနဲ့ဒီ fruity ပေါ့နော် fruit အဲ့ဒီမြို့ဒီတချင်းတီးရဲ့လူတွေတည်ပါတယ်အဲ့ fruity နဲ့မြို့တချင်းနေပါတယ်တည်တတ်တယ်ဒီခုတချင်းနေဆိုလဲကိုယ့်ဘာကိုတီးထားရရှိတယ်ခုက music နဲ့ပတ်သက်တာဝါသနာပါလာအဲ့လိုမျိုး ဘယ်လိုပြောမလဲအဲ့ music နဲ့ပတ်သက်ရင်အကလေးလာလို့ရတာကိုကိုနိုင်တဲ့လောက်အကုန်လုပ်တယ်ကိုကိုလေးလာတယ်လို့ရရတဲ့လောက်အကုန်လေးလာတာကွာအဓိကတော့အဲ့လို music နဲ့ပတ်သက်တာကို ကြိုက်တာအဲ့လိုသိသချင်းတွေကိုချစ်တာလားဘယ်လိုလဲတော့မသိဘူးเนาะအဲ့လိုလုံနေရတာကိုကြိုက်သချင်းလုံနေရတာကိုကြိုက်တာဘာမှမအလုတ်မပြီးလဲတနေ့တနေ့သချင်းထိုင်တီးတယ်ထိုင်တီးသချင်းတီးရပြင်းလို့ရှင် DJ ဘက်ကသချင်းတွေ playlist တွေစီးရသချင်းတွေစီးရအဲ့လိုမျိုးအဲ့ဒါပြင်ဂီတာတီးရတနေ့တနေ့အဲ့ဒါပဲလေပတ်နေဟိုတခြားဘာမှခေါင်းထဲမှာမရှိဘူးကဒါပဲဒါပဲအဲ့ထက်ကထက်ကအဲ့လိုမျိုးပေါ့เนาะအဓိကတော့မိဘကပျောက်နေရမျိုးတော့မဟုတ်သချင်းတွေပါရတော့ထွက်ပါတယ် န်နေစမ်းနေမရှိသေးတာဖြစ်ပါလိမ့်မယ်အဲ့တော့ကိုကိုထွက်လဲกว่าတချင်းကခါတလေကြရဲ့တချင်းတော့ပောက်သွားပြီမဲ့အဲ့ဒီဒီကိုဒီ artist name အပေါ်မှာ artist ပေါ်မှာလာပြီးတော့အတန်းရှင်းမရှိဘူးကွာအဲ့အဲ့လိုမျိုးဖြစ်တာတွေလည်းရှိရဲခါလေကြရဲ့ကိုကတချင်းကကိုလှုပ်ရှင်တာတွေလှုပ်ပြီးတော့ထွက်နေပြီမဲ့ပြိတ္တကတိရလဲရှိရဲမတိရလဲရှိရဲပေါ့နော်ဒီကူကကြာမြို့လှုပ်ရှင်တာပဲလှုပ်တာဟုတ်မှာ အဲ့လိုဒီဒီတစ်ခုပေါ်အာရုံရပြီဆိုအဲ့တစ်ခုနဲ့ပတ်သက်တာကိုပဲလောက်တာကွာအဲ့လိုအရင်ကိုကိုကိုအရင်အတန်းရှင်းဖြစ်ဖို့အဲ့လိုအရင်နာမည်ရဖို့တော့တသက်ကြီးမလုံယူဖြစ်ဘူးကိုကြိုက်တာတွေပဲရှောက်ပြီးရေးလုံနေပုံစံမျိုးဖြစ်နေတာပေါ့နော်ဥမာတချို့တချို့ဆိုလို့ရှိရင်တစ်စီးတစ်ပုတ်ထွက်တယ်ဆိုရင်လေဒီတစ်ရှင်းပေါ်မှာအတန်းရှင်းရအောင်ဖိုင်းနေအဲ့လိုရှိဒီဘက်ကျအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုပြောမလဲအဲ့တသက်ကြီးလုံယူရတာကိုမကြိုက်တာမကြိုက်တော့ကိုစိတ်ထဲမှာရှိရတယ်ပဲလောက်တာအဲ့လိုမျိုး ပေါ့ရှင်လဲပေါ့ပေါ့ရှင်လဲနေငါပြောတာငါလုံးဝအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဟုတ်အဲ့လိုမျိုးလောက်တာများတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ကျတော့ကိုယ်အဲတခြင်းမထွက်ဘူးတို့အတ္တိယမှာလူတွေခြားရဲ့တိတ်နေတဲ့ခါကျတော့အဲ့လိုမျိုးနည်းနည်းပျောက်သွားတယ်လို့မျိုးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့လောက်တာကတော့လောက်တယ်ဒါပေမဲ့ကိုလုံးရှင်တာကိုလုံးနာဖြစ်တဲ့အတွက်ပြိတ္တရှိပေါ်မလာတယ်လို့မျိုးဖြစ်နေတာပေါ့ဟုတ်ပါဘူးဟိုအမှန်တမ်းပြောရင်တော့ မိဘလှုပ်တော့လှုပ်တယ်ကွာဒါပေမဲ့အဲ့မိဘလှုပ်တဲ့ဟာကြီးကအဲ့လိုပြိတ္တအကြိုက်နဲ့ထပ်တူမကြတဲ့အခါကျတော့ဟိုပြိတ္တသတိမထားမိတာပါအဲ့လိုမျိုးပါဟိုလိုကြီးတတ်တက်ကြီးမလှုပ်ပဲနဲ့နေလိုက်တာမျိုးတော့မဟုတ်ဘူးဟုတ်လှုပ်တာတော့လှုပ်တယ်ဟုတ်တယ်မိဘအမှန်တမ်းပြောရင်အဲ့လိုကိုစိတ်ထဲဥမာတခြင်းတစ်ပုတ်ဆိုရင်တော့မှသူများကြိုက်ရှင်တယ်မကြိုက်ရှင်တယ်မိဘကတော့တခြင်းတစ်ပုတ်ပေါ်မှာဘလို့ခံယူရလဲဆိုတော့ကိုအရင်ဆုံးကြိုက်ဖို့ပဲအဲ့လိုမျိုးခံယူလိုက်တဲ့လူဖြစ်နေတဲ့အခါကျတော့ဘလို့ပြောရမလဲအဲတခြားတခြားသူရဲ့ အကြိုက်နဲ့မကိုက်ညီတာမျိုးရှိရပါတော့။တယောက်နဲ့တယောက်ကြတော့အကြိုက်ချင်းရလဲမလို့တဲ့ခါကြတော့လေအဲ့လိုမျိုးဖြစ်တာပါ။အဲ့လိုမျိုးတော့မရှိပါဘူး။ဒီလိုအဲ့လိုမျိုး ပတ်သက်ကြီးခေါင်းစင်းတဲပြီးထွက်လာတာမျိုးမကြိုက်ဘူးကွာအဲ့လိုခုနပြောသလိုကိုကြိုက်တာပဲကိုလောက်တာဆိုတော့သိရမှာလှုပ်ရှင်နိုင်လုံးနေတာအဲ့လိုခုနောက်ပိုင်းကတော့ပုံမှန်ဆိုရင်လည်းအချင်းအေးတွေပဲနားထောင်ရတာကြိုက်တယ်ကိုလည်းအဲ့လိုအဲ့လိုပဲဆိုချင်တာဆိုတော့သိရမှာလားကြိုက်ပဲအလကားနေဘာမှရှိလဲတဲကွဲအဲ့လိုဟုတ်ဟုတ်အဲရှိရောရှိရမြခုခုနောက်ပိုင်းတချင်းကတိတ်မရေးပြတော့အဲ့လိုတိတ်ပြီးတော့လက်မခံပြဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့လိုကိုကိုရေးထားတဲ့ဟာနဲ့ကိုကိုရေးထားတာလေးပြရှိရပေါ့နော်သူတို့အကြိုက်နဲ့ကိုက်နေကြဆိုရင်တော့အဲ့လိုမျိုးပေးဆိုလိုက်တာမျိုးရရှိတယ်။အာတင်းအဲ့ လီလိုမျိုးဇဝင်တေးရေးဆိုချင်တာတော့မိဘူးရဲ့အိမ်မက်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုကိုချင်းအနေနဲ့သူတို့အကြိုက်နဲ့မကိုက်ရည်တေးလို့ဖြစ်ပါလိမ့်မယ်တသက်ကြီးတော့လာအပ်တာမျိုးတော့မရှိသေးပါဘူးဟုတ်ပါတယ်အဲ့ဒါကတော့အဲ့ကြောင့်အဲ့ကြောင့်မိဘကဘဝရဲ့လေအဲ့လိုမျိုးဘယ်လိုပြောမလဲအမအမတရားတစ်ခုအနေနဲ့ကြံခဲ့ခြင်းတဲ့အရာတွေပေါ့နော်အဲ့အဲ့လိုမျိုးလေးပါဟုတ်အဲ့လိုမျိုးဖန်တီးခွင့်ရမယ်ဆိုရင်တော့တကယ်ဖန်တီးချင်ပါတယ်ဟုတ်ကဲဘယ်လိုပြောရမလဲဆိုတော့ဟုတ်ဟုတ်အမ်ဘယ်လိုပြောမလဲလူတွေကကြောင့်တယောက်တစ်ယောက်အကြိုက်မှုတွေခါကြတော့ဥပမာမိဘူး ူးဆိုတာကိုသဘောကျလို့အဲမိဖူးဆိုတာကိုလက်ခံလို့မိဖူးရေးတဲ့ပုံစံလေးရဲ့သဘောကျလို့လာအပ်တယ်ဆိုလို့ရှိရင်တော့မိမိဖူးကပို့ပြီးတော့တည်ရမှာလားပို့ပြောမှာပေါ့နော်ပို့ပြောဝဲကန်းဖြစ်မှာဆိုတော့လေညှော်လင့်နေပါတယ်